ချင်းပြည်နယ်ကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတဲ့အာဏာသိမ်းစစ်တပ်ဟာသူတို့လက်လွတ်ထားခဲ့ရတဲ့ဖလန်းမြို့တွေကိုပြန်လည်ဆွမှုနိုင်မှုစူးစမ်းနေပြီးတော့ချင်းတောင်တိုင်းအင်အားစုတွေစူပေါင်းခုခံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ချင်းတပ်ဖွဲ့တွေစီကနေသိရပါဗျ။အော်တိုဘာလာကုံပိုင်းကချင်းစကိုင်းနယ်ဆက်ကလင်းမြို့ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာဝေဘူးလာမြို့ကတဆင့်ဖလန်းမြို့ဘက်ကိုဆက်ထိုးနေပြီး တီးတိမ်မျိုးကထွက်လာတဲ့စစ်ကြောင်းကလည်းတိုင်းငင်ကတဆင့်တီးတိမ်ဖလန်းနယ်ဆက်ကိုစစ်ကြောင်းထိုးနေကြတာပါတီးတိမ်နဲ့ဖလန်းနယ်ဆက်မှာနိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းကနေစပြီးတော့နိုဝင်ဘာလ17ရက်နေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ချင်းမျိုးသားတပ်မတော် CNA ထံကသိရပါဗျ။ကလေးနဲ့ကံကောကြားတီးတိမ်မျိုးနဲ့ဖလန်းမျိုးတွေမှာလည်းအာဏသိမ်းစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်နေကြောင်းစစ်တပ်ကဖလန်းပြန်ရဖို့ဦးတည်နေကြောင်းချင်းမျိုးသားတပ်မတော်ပြောခွင့်ရဆလိုင်းထန်နီကမြန်မာနိုင်ငံကိုပြောပါဗျ။ တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကအထိနာခဲ့ပြီးတော့လက်နက်ခဲယမ်းတွေတင်စီရမိတာတွေရှိကြောင်းလဲ CNA ပြောခွင့်ရထံကသိရပါဗျ။ဒရုန်းကအာဆလာမျိုးပြန်လေရရှိရေးကွာတိကဦးကြည့်နေတယ်လို့တော့ကျွန်တော်တို့အဲ့ဒါလို့ပဲမြင်တာပေါ့နော်။ဒါပေမဲ့မနေ့ကတိုက်ပွဲချီတော့ဒရုန်းခေကတော်တော်လေးအာအထိနာခဲ့တယ်ပေါ့။ခင်ဗျားတို့ထွက်နေကြအောင်ဆုံးပြီးတော့ပို့ပြီးတော့တို့ကအာအတုံးထုတ်လာတာ။ ရှိပါတယ်ဒီမြေပြင်ကျတော့လေသူတို့အင်အားများတယ်ဆိုပေမဲ့အဲ့ဒီခက်ကြီးကတော့မရှိဘူးလို့ဒီခင်းနေတဲ့ဆိုင်တော့အဲ့ဒါလို့ပြောလို့ရပါတယ်ဒီကကတော့မြေပြင်မှာတော့ကျွန်တော်တို့ခက်ကအသာစီးရတဲ့အနေထားပေါ့ဒါပေမဲ့လေချောင်းကတော့သူတို့ကတော့အာပို့ပြီးတော့အသုံးပြုတာဖြစ်ပါတယ်ဟုတ်ကဲ့ချင်းပြည်နယ်မြို့တော်ဟာခါကနေမြောက်ဘက်မိုင်၄၀ကျော်အကွာကဖလန်းမြို့ကိုချင်းကြီးနောင်အဖွဲ့က၂၀၂၅ခုနှစ်ဧပြီလမှာမြို့ကိုအပိသက်တင်ပိုက်နိုင်ခဲ့တာပါ ချင်းပြည်နယ်မှာမြို့နယ်၉ခုရှိတဲ့အထက်ကဟာခါထန်တလန်တီးတိန်တို့မှသာစစ်တပ်ကခြေကုပ်ယူထားပြီးတော့မတူပီမင်းတက်ကံပလက်ဖလန်းမျိုးတွေကိုတော့ချင်းညီနောင်ကထိန်းချုပ်ကသူ့ရဲ့မဟာမိတ်အာရခတ်တက်တော်အေကပလောဝကိုတင်ပိုက်ထားပါတယ်။ဒွန်ဆန်မျိုးကိုတော့ချင်းလန်းကောင်စီကတင်ပိုက်ထားပါတယ်။နေမြထက်ဝက်ကျော်ကိုလက်လွတ်ထားရတဲ့ထဲကစစ်တပ်နေရာယူထားနိုင်တဲ့ဟာခါတီးတိန်တို့မှသာရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပမှာဖြစ်ပြီးတော့ဇန်နဝါရီလမှာထပ်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းနှစ်မှာတော့ချင်းပြည်နယ်ကဘယ်မျိုးမှထပ်ပါလာတော့မရှိပါဘူး။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရှိန်မြင့်လာတဲ့ထိုးစစ်တွေကဘလို့တွေဆက်ဆက်နေပါသလဲစစ်တပ်ထိုးစစ်တွေကိုချင်းတော်လိုင်းတက်တွေကဘလို့တွေခုခံနေကြသလဲဆိုတာကိုချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီထုတ်ပြောပြတာကအာသူတို့ကတော့ရွေးကောက်ပွဲဖြစ်နိုင်ဖို့ရန်အတွက်တော့စူးစမ်းတာပေါ့လေဒီဖလန်တစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒီတခြားအာနေရာတွေမှာရောဒီ process နေရာတွေရှိတာပေါ့လေ။တော့ပြန်သူတို့တင်းထားတဲ့ တင်ပီတာနေမီဘောနော်အဲ့တော့ပြန်ရအောင်ဖလန်ရောနောက်ပြီးကျွန်တော်ချန်ပီယံတောင်ပိုင်းရောအာသူစင်ရရှိပါတယ်အဲ့ဒါကိုကျွန်တော်ဒေါ်လာရေးဘက်ကအာတက်နိုင်ဆုံးအကောင်းဆုံးဒီအဲကုခန်နိုင်ဖူရန်တူစားတဲ့အခြေအနေမှာရှိပါတယ်ဟုတ်ကဲ့ပါချင်းတောင်နယ်နယ်နိမိတ်ချင်းထိဆက်နေတဲ့စကိုင်းတိုင်းကလေးမြို့ဟာလည်းရွေးကောက်ပွဲအပိုင်းတစ်ကျင်းပမဲ့မြို့နယ်ထဲမှာပါနေပြီးတော့အော်တိုဘားလကုန်ပိုင်းကစပြီးတော့စစ်တပ်ကအင်အားလုံးကြီးနဲ့စစ်ကြောင်းတွေဇက်တိုက်ထိုးနေပါဗျ ကလေးမျိုးတောင်ပိုင်းမှာကုရပိုင်းတွင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့နိုဝင်ဘာလ14ရက်နေ့ကနေနိုဝင်ဘာလ17ရက်နေ့ထိ9ရက်ဆက်၄ကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့လဲဒေတာခန်နေစီကနေသိရပါဗျာခင်ဗျာ။